ညာဆရာရတော့ဗောဒီနေ့တော့မနီကအဆက်ကလေးဖြစ်တဲ့အသက်ကြီးပေါ့နော်အသက်ရဲ့နောက်မှာနာမလိုက်တဲ့ပုံစံလေးပေါ့အဲ့တော့ဒီနေ့ကကြတော့ဓာတ်သက်လေးရဲ့နောက်မှာနာရဲ့မာရဲ့လိုက်တဲ့ပုံစံလေးကိုပြပြပြသွားပါမယ်ဟုတ်ပြီနော်အဲ့တော့အသက်ဓာတ်ရဲ့အနောက်မှာနာဒါမှမဟုတ်ရင်မာဆိုရဲစလုံးလေးနဲ့တွေ့ရင် အရှိကဓာတ်သက်ကဘာဖြစ်သွားမှာလဲနာသက်သန်ထွက်ရပါမယ်နာသက်သန်ထွက်ရပါမယ် ါတော့ပြန်ပြောပြပါမယ်အတ္တဒသည်အနောက်မှာနဓမ္မမို့ရင်မဆိုရဲစလုံးကြီးလေးနဲ့တွေ့လို့ရှိရင်အဲ့ဒီဒသည်နတ္တတန်ထွက်ပါမယ်နတ္တတန်ထွက်ပါမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာလည်းပဲတစ်ချက်ပြောပြထားပါတယ်ဒါတက်သည်အနောက်မှာနာနဲ့တွေ့ရင်ဒါကနာသင်ပြောင်းမယ်အလိုပါပဲဒါသည်အနောက်မှာမနဲ့တွေ့ရင်အိဒါသည်နာသက်သင်ပြောင်းပါမယ်ဟုတ်ပြီနော်ကြည့်ဒါဆိုလို့ရှိရင်ဥပမာလေးနဲ့တော့ကြည့်ကြည့်အောင် ဥပမာစလုံးကကြတော့ဒီမှာဘာဤဘီဘီကိုခြတ်တထားတယ်အဲ့တော့ဘီလို့တန်ထမှာပေါ့ဘာဖြစ်လို့လဲခြတ်သည်ဘဲတက်တဲ့မှာပါတာလေမူရင်းအတန်ဒီသူကဓာတ်သက်တန်ထဲမှာပါတယ်ဒါကြောင့်မလို့ဘီဆိုတဲ့အတန်ထမှာပေါ့နော်အနောက်ကကြတော့နာအာနာဒါအာဒါအဲ့တော့ဒီတိုင်းပေါ့နော်ဒီ တေးကြဟိုမူရင်းပုံစံတိုင်းထွက်မယ်ဆိုရင်เนาะပိနာတာလို့ထွက်မှာပေါ့။ဒါအဲ့ဒီမှာမှ तू ကဘာပြောလဲ။ဓာအသက်ဒီအနောက်ကနာနဲ့တွေ့ရင်ဓာကပါတန်ပြောင်းပါလေ။နတ်သက်တန်ပြောင်းရမယ်ပေါ့เนาะ။နတ်သက်တန်ထွက်ရမယ်။အဲ့တော့ဒီလိုစလုံးနေမှာဆိုလို့ရှင်ပေါ့เนาะ။တကယ်တမ်းမူရင်းပေါ့เนาะ။ဒီဓာယူဓာရိုက်ကြီးမပေးထားဘဲနဲ့ပေါ့เนาะ။တခြားဒီလိုဓာတွေမှာပါတဲ့ အသက်တန်နေပေါ့နော်အဲ့ဒီအသက်တန်နေပါလို့ရှင်လည်းပဲကိုကတတိချာမှာပေါ့နော်အဲ့တော့ခြားသက်တည်ဓာတ်သက်တည်းပါတဲ့အတွက်ကြောင့်မလို့ဓာတ်သက်ဓာတ်သက်ကမှအနောက်နဲ့တော့တည်အနောက်ကနာနဲ့တည်တော့နာတန်ထွက်တယ်ဆိုတာလေးကိုတစ်ချက်မှတ်ကြည့်ရမှာပေါ့နော်ဒါကတော့ဟိုဘက်ကအသက်တန်ခုနှစ်တန်မှာရခဲ့တယ်ဆိုပြီးအဆင်ပြေပါတယ်နော်ဒါပေမဲ့ရုတ်တရက်ကြီးဒီလိုတွေ့တဲ့ခါကြလို့ရှိရင်ကိုကဗားရလေဓာတ်သက်တမ်းပဲထွက်ပြီးတော့ပိဋနာသားလိုပဲထွက်တဲ့ ကြတယ်ပေါ့နော်ထွက်ဖြစ်သွားတယ်ပေါ့မိသွားတာဟုတ်အဲ့တော့သူ့ရဲ့ပုံစံကကြတော့အလိုပဲဇာဓာတ်သက်ဒီအနောက်ကနာနဲ့တူတော့နာတန်ထွက်တော့အတန်ထွက်ဒီဘိနာတာလို့ထွက်ပါမယ်ဘိနာတာဘိနာတာတောက်ပတိလို့ဒီပေးရပါတယ်တောက်ပတိနေရမယ်ဒီမှာနော်အေးနောက်တစ်ခါကျတော့နောက်တစ်ခုက ချအောချောချောကိုစသက်ထားတယ်အဲ့တော့သူတလုံးနဲ့ပြောမယ်ဆိုရင်တော့ချအောစသက်ဆိုတော့စသက်ဒီသူ့ရဲ့မူရင်းတန်ကတသက်တွေမှာပါပါတယ်အဲ့တော့ချော့လူအတန်းထမပေါ့နော်ချော့နောက်ကနာဥနူကိုနာသက်တော့နွန်းအဲ့တော့ချော့နွန်းလို့ဒီထွက်လိမ့်မယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့နော်အတန်းအတွက်ပုံစံကပါတယ်လေ อืมအောက်ကအသက်ဓာတ်ဒီအနောက်မှာနာနေတော့တွေ့ရောဒါကနာသက်တန်ထွက်မယ်သူလည်းပဲတူလူပဲပေါ့เนาะမူရင်းတန်ကို အရင်ကူးအောင်ပါအရင်ပြောင်းပြီးတော့မှထွက်ရမှာပေါ့เนาะအဲ့တော့မူရင်းတန်စသက်ဒီဓာတ်သက်တဲ့ပါတာမတိဘူးဆိုလို့ရင်เนาะဒါနည်းနည်းခတ်လိမ့်မယ်ပေါ့เนาะနေအဲ့တော့အတန်အတွက်ဘယ်လိုထွက်မှာလဲဒါလေးကိုချောနွန်းလို့ထွက်ပါမယ်ချောနွန်းเนาะချောနွန်းဆိုတာကပထမအဆုံးကြတဲ့နှင်းပေါ့เนาะပထမအဆုံးကြတဲ့နှင်းချောနွန်းเนาะချောနွန်းပေါ့เนาะ ။နောက်တစ်လုံးသာကြည့်ကြည့်မယ်။နောက်တစ်လုံးကကြတော့ဂဩဂောဂျာအီ sorry ဂျာအီဂျီဂောဂျီစာလီတက်ထားတယ်ဂျီပေါ့နော်။ ကောဂျီမာအလာတတ်တော့မာကောဂျီမာနော်ကောဂျီမာအရောတူတူပါပဲစသက်ဒီမူရင်းတန်ကတတ်တတ်တယ်ပါတဲ့အတွက်ကြောင့်မလို့ဒါနဲ့မာနဲ့တော့တွေ့တော့ဒါဒီဘာပြောင်းသွားမှာလဲနာလီပြောင်းသွားမယ်အဲ့တော့ကောဂျီမာကောဂျီမာလို့ထည့်ရပါမယ်ကောဂျီမာနော်လေအဲ့တော့စကားကတော့လိန်ညာပြောတော့စကားပေါ့နော်လိန်နာပေါ့နော်လိန်နဲ့စကားဖြစ်ပါတယ်ညာလေးပေါ့နော်လိန်နေညာလေးဆိုတာဟုတ်ပြီနော် အဲရဆိုရင်တော့ဒီလောက်ဆိုရမယ်ထင်တယ်ဒီနေရာမှာကတော့နော်မူရင်းဒီဓာတ်သက်ကိုတကယ်မှထည့်ထားတာကဒီလိုပြောင်းပြီးတော့မှကူးတာလေးလည်းရှိပါတယ်ဆိုတာကိုသိအောင်လို့နော်ဒီစကလုံးလေးကို ပြပြပေးထားတာဖြစ်ပါတယ်အေးရမယ်နော်အဲဆိုရင်အစားတစ်ခေါက်ပြန်ဖတ်ပြပါမယ်ဘင်နာဒာချောနွန်ကိုဂျင်မာလေးလာဆိုရင်စင်ပြရထင်ပါတယ်နောက်တင်ရတာမှထပ်တွေ့ပါမယ်အညော